လူသားတွေရဲ့စိတ်ဓာတ်မှာလောဘနဲ့ယုံကြည်မှုတွေကဒေါ်တွဲနေတဲ့စမြဲပါအထူးသဖြင့်မက်ဆီပြမမြင်နိုင်အသိဉာဏ်နဲ့မတိုက်တာနိုင်တဲ့လောကီပညာရဲ့တွေအွန်လိုင်းပညာရဲ့တွေဟာဆန်းရှယ်ပြီးတော့သူတွေရဲ့ဘဝကိုအမြဲတစေမလိုပေးနေလေရှိပါ යි ဒီဇလန်လေးကမှာတော့လောဘရဲ့လမ်းပြမှုနောက်ကိုလက်ရည်အန်ဒီယရှိတဲ့ယာယီတခုကိုနှိုးထစေခဲ့ပါတယ် အဲ့ဒါကလက်တားရေးဆန်းဆန်းဒီကိုကြည့်လာတယ်လို့ဆိုစင်းနေပြကြတယ်အမဘူကုမာရာညီနာလို့ခေါ်ရေးအဆောက်အအုံပြီးပြဖြစ်ပါဒါပေမဲ့ဒူဒီမတိကြတာကအဲ့ဒီအဆောက်အအုံတွေကိုပိုက်ဆဲဖို့ကြိုးစားခြင်းဟာအန်ဒီယယ်တွေကိုဖိတ်ခေါ်ချင်းတာဖြစ်ပြီးသူတို့ရဲ့လိုရဟာညပေါင်းများစွာချို့နှောက်ခံထားရတဲ့မကောက်ဆူဝါကြီးကိုလှော်ပေးလိမ့်သလိုဖြစ်သွားခဲ့ပါဇလန်ဆိုမှာတော့သူတို့ရဲ့လော်ဘာရီယာသူတို့တွေဘလို့ကျိုးဆက်တွေဖြစ်လာစေမှာလေ တို့ကြောင့်မဲ့ဖွဲရာအမဘူကုမရာညီတော်ရဲ့လက်ထဲကနေဘလို့အားလို့တွမြောက်နိုင်ပါလားတမဟိုတာကော်ရီဖြစ်သွားမလားဆိုတာကိုရှူစားကြပါဦးဗျာ ခေတ်တွေဘလောက်မှပြောင်းလဲတိုးတက်သွားစေကမူလူတွေစိတ်ထဲမှာအဆောင်တွေလက်ဖက်တွေကိုကိုစောက်မှကူညီပေးမဲ့ယာရီပေါ်ယိုကြည်တက်ဝဲမှုကလည်းဘာသာပြပေါ်ကိုက်ရှဲမှုနဲ့တူအမိတွေ့နေစေပြီဖြစ်ပါတယ်။ရှုပ်ယူခြင်းမှုတွေဟာတခါတရံမှာတော့ကျွန်တော်တို့ထင်ထားတာတည်းများစွာပို၍နဲ့ရှဲနေတတ်ပါတယ်။ဒီကနေ့ကျွန်တော်ပြောပြချင်တဲ့ဥပဒေရဲ့အမဘူကုမရာညီတော်လို့ခေါ်တဲ့ဆရာလေးအပေါ်ကပြောခဲ့တဲ့ထဲကတခုပါပဲဖြစ်ပါတယ်။ အဲ့ဒီကုမာရညီတော်ဆော်လေးဟာဘလောက်တော်မှစွန့်ထက်တယ်လဲဆိုရင်တချို့လူတွေဟာအဲ့ဒီဆော်လေးကိုတသက်လို့လိုက်လံလူရဲ့ရှာဖွေနေခဲ့ကြတဲ့အထိပါပဲ။ဘာလို့လဲဆိုတော့အဲ့ဒါကသူတို့လူဝင်စင်တာတွေကိုဖြည်းစည်းပေးနိုင်မယ်လို့တတိချယူကြည်နေခဲ့တာကြောင့်ဖြစ်ပါတယ်။ကုမာရညီတော်ရဲ့ပယ်ရှင်ဥပတရားသူရဲ့တည့်ရွယ်ဥမင်းလာတဲ့အချိန်မှာတော့ဒိတ်ဆိတ်စွာနဲ့ပဲလောကကြီးကထွက်ခွာသွားခဲ့ပါတယ်။သူတည်ဆိုပြီးသူရဲ့ခန့်ကြမှာတော့ကာသူရသားတွေက သူရဲ့လက်ဝတ်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဥပနေဆိုတဲ့လူကြောက်ကိုလည်းတစ်ချက်ပြောရအောင်မေးပြ။သူဟာလော်ဂီပညာအောင်လန်းပညာတွေနဲ့ပဲ့တဲ့ပြီးနှိုက်ဆက်သိရှိတဲ့သူတူဦးဖြစ်ပါတယ်။ဒါပေမဲ့သူက အောင်လန်းဆရာတော်မဟုတ်ဘဲအဆောက်လက်ဖွဲ့တွေလူကိုကိုကြီးဆက်မပေးတဲ့တကူးကြီးတဲ့ယာရီကိုအလော်မေးစိတ်ဝင်စားပြီးတော့စူးစောင်းလေးရှိပါပြီ။ဒါဖြင့်သူဟာမတိုးမမသိတဲ့နေလာတွေနဲ့ချမ်းသာကြွားမှုတွေကိုပြတကူပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဥပဒေသိဆိုးသွားတဲ့အချိန်မှာတော့သူ့ရဲ့ရွာသူရွာသားတွေတာမကနင်းနာရွာကလူတွေများပါသူ့ရဲ့အိမ်တို့ရောက်လာကြပါပြီ။ဥပဒေရဲ့အိမ်တို့ရောက်လာကြတဲ့လူတွေအားလုံးရဲ့ရည်ရွယ်ချက်ကတော့တခုတည်းပဲဖြစ်ပါလိမ့်။အဲဒါကဒါဒါရီလာ အမဘူကုမာရာညီတော်လို့ခေါ်တဲ့စာကိုရယူရှာဖွေရဖြစ်ပါလိမ့်။ထိုစာကလောကမှာရှိသမျှတခြားအဆောက်လက်ဖွဲ့များတဲ့ပိုဆွဲပူကြနေလို့လူတွေပြောဆိုကြပါလိမ့်။ဥပဒေတရားအခုလိုစည်းစေးဥစ္စာတွေနဲ့ ပြီးစုံတရချင်းပါလေထိုဆောင်လေးရတကူကြောက်လို့အများကယူကြည်ထားကြပါ යි တို့ပေမဲ့လေထွယ်ဆောင်ကဘယ်နေရာဘယ်ဌာနမှာရှိတယ်ဆိုတာကိုတော့ဘသူမှမသိကြဘူးဗျာဥပဒေကိုယ်တိုင်ကလည်းသူ့ရဲ့လွှဲချက်တွေကိုဘသူကမှပြောပြသွားခဲ့ခြင်းမရှိပါဘူးကဲကဲဟေးကောင်ရီဟေးကောင်ရီဥပဒေအေးတဲ့ကနေအခုပြန်ထွက်သွားကြစမ်းဘာမှမရှိတော့ဘူးကွာလူလဲတည်သွားပြီပဲသူများပြီးစီကိုကိုပြီးစီမဟုတ်ပဲနဲ့လောဘတက်ပြီးတော့မရှာဖွေကြနဲ့အေး မင်းတို့လည်းမင်းတို့မရှိကြတဲ့ချိန်မှာမင်းတို့တံမိုးထားတဲ့အရာပဲမင်းတို့ပြည်စီတွေမင်းတို့ရဲ့ချစ်သူမိမတွေကိုတခြားတယောက်ကလာယူဘလို့နေမလဲကွာကိုကြီးစာတရားလေးထားကြကြပါဘွားချဘွားချသူကတော့သူ့ကြီးပါလေးရဲ့တကြီးဥမောလို့ခေါ်ပါဦးဥမောပြေးလိုက်တဲ့ဥပမာကောင်းမှုကြောင့်ကျန်ရဲသူတွေလည်းဝန်သားကြီးရှုံ့မဲ့သွားကိုကြပါဦးအော်တကြီးရေလူရတဲ့ပူပြီးမပြောစမ်းပါနဲ့ဗျာအေးပင်ရှင်ကတိတ်သွားပြီလေပြီးတော့ အမွေဆက်ကလို့လည်းမရှိတော့ဒါအများပြည်သူပဲတစ်စီဖြစ်သွားပြီမဟုတ်ဘူးလားရှာမရှိနဲ့ငါထွက်ဆိုထွက်ငါဒီရေကိုပိတ်တော့မှာရာဇကြီးဦးမော်ကအချားရွာသားတွေကိုမောက်ထုံနေစင်မှာဥပါးတွေနဲ့အလော်ရင်းနေပြီးတော့မဲဒီစိပွားလာရှိတဲ့ဒူညာဖြစ်တဲ့ဖိုးလို့နဲ့အောက်ပလာတို့ကတော့အေးရဲ့အတွင်းတနေရာ၌အစိုးတစ်ခုကိုရှာပွေတွေ့ရှိသွားခဲ့ကြပါအဲ့ရကသူတို့ညက်ကိုတန်တာယူလာမှားဖို့ကုမာရာညီတော်ရဲ့ တီရှိရာကိုလက်ညှော်ပိနေလိမ့်မယ်လို့ယူကြည်လိုက်ကြပါသည်။အဲဒါကဖျားစီပေါ်မှာတည်ထားတဲ့တိတ်တာအဟောက်လီတို့ဖြစ်ပါသည်။သူတိတ်တာဟာလက်တပွားခက်စာရှိပြီးဖိုးဝေညစ်ကြေးတွေနဲ့မဲနေနေခဲ့ပါသည်။ဒါပေမဲ့သူရဲ့အာရုံကိုဖန်ဆန်းလိုက်တဲ့ရာကတော့တိတ်တာပေါ်မှာရေးဆွဲထားတဲ့အရာမှပြောပြောအင်းခွဲတစ်ခုသာဖြစ်ပါသည်။အဲ့ဒီအင်းခွဲဟာဝိညာဉ်တစ်ခုကိုချိုးနှောက်ထားတဲ့အလော်ထူးဆန်းတဲ့အဖြစ်ပြီးကြီးနေတဲ့ကိုစိတ်သိထားပဲကောင်းလာပါသည်။ ိုသူကတိတ်တာကိုပြင်းကြီးစွာဖွေးကြည့်လိုက်တဲ့အခါမှာတော့သူနဲ့အောက်ပလာတို့နှစ်ဦးစလိုလက်တကြဖြစ်သွားခဲ့ကြပါတယ်။ထက်မှာတော့သူလိုခန့်နေနေပတိစိတ်တလုံးနဲ့ကြောက်တိုးလို၆သွေးမှာကြောနေတဲ့ကလေးလက်၆ထည့်ကိုတည်တည်လေးတစ်ခုသာဖြစ်ပါတယ်။သူပတိစိတ်နဲ့ယူရချောင်းကအမဘူကုမာရာညီတော်ရဲ့ဝိညာဉ်တစ်ခုကိုတခုတည်းအပြည့်ပြန်လည်မပေါက်စီးနိုင်စေရာ ခွဲထုတ်ပြီးတော့ချုံနောက်ထားတာဖြစ်ကြောင်းသူတို့နှစ်ဦးလည်းချက်ချင်းပြေးလိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့သူ့ဝိညာဉ်တစ်ခုသာပြန်လဲပေါက်ဆက်သွားပြီးခန္ဓာကိုယ်ပြည့်စုံပြန်လဲရရှိသွားပါကဘယ်သူမှသူတို့ကိုတားဆီးနိုင်တော့မှာမဟုတ်ကြောင်းဥပဒေကကောင်းကောင်းသိထားလို့ဖြစ်ပါ යි ။ပရိကပြပြပြနေမယ်။ဩကောက်ဘူးသူဒါဒါကဥပဒေပြောမှုတဲ့ဟာလားကွာပရိကလမ်းပြတယ်ဆိုတာလေ။ငါလည်းမသိဘူးကွာဒါပေမဲ့ကြည်စမ်းပါဦးပရိကတလို့တယ်ပဲကွာတကယ်ဆိုရင်ပရိကကိုရှိကြီးဖြစ်ရမှာမဟုတ်ဘူးလားဒါမှမဟုတ် ဒီခေတ်ကြီးမှာဘဲချက်ချွတ်တာထားတဲ့ဘယ်ဒီဒီဇိုင်းတေတာမသိဘူးအာပောက်တက်ခရပြင် ပြောစမ်းမှနေကွာဒီလိုပစ္စည်းတွေကဒီဇိုင်းတွေထွက်ရအောင်ဖက်ရှင်လိုဝတ်စီလိုရတာမှမဟုတ်တာ အခုတော့ဒီရာတွေကိုငါတို့တေချာလေးကင်တွေရမယ်တော့ကြာဟူရှူရတွေဖြစ်ကုန်မယ်စကြည့်ကြတာပေါ့ကွာဒါနဲ့တော့ကိုဘလို့တော့ရမှာလဲကွာငါထင်တာကတော့ကိုလိုချင်တဲ့ရာတွေကိုကတ်တုတ်လေးစူတောက်ရမှာလားမသိဘူးဒါစေတော့အိုဖွားမိမကြောကြောလေး ဝါရလို့ရပါစေဆိုပြီးဆူတော့ပြမယ်ကွာအဲ့လောက်ကြီးလောဘမကြီးစားမနဲ့ကွာတယောက်နဲ့တောင်မှမင်းစစ်ကိုပြီးတော့ပေကြီးစစ်ပောက်သွားလိမ့်မယ်ကွာငါပြောတာယူကြပါဖြစ်ဒါနဲ့တိတ်တာအောင်မှစာရေးထားတယ်ကွာလေချမ်းမဟုတ်စိတ်တဲ့ခိုင်မာလီပတိစိတ်ပူလောက်လာလိမ့်မယ်စိတ်တဲ့တို့လို့လီပတိစိတ်ကအေးဆက်နေလိမ့်မယ်တဲ့ဤအတွေ့စိတ်ကိုနားထောင်ပါလော့ဒါဆိုလမ်းတွေးလိမ့်မယ်ဟမ်ဟေးအစမ်းပါလားတခြားစိတ်တော့မသိဘူးကွာ ငါသူ့ပေါ်မှာရှိတဲ့အခြေစိတ်ကတော့ခိုက်ခန့်မကြောနေရပဲကွအဲ့ဒီစိတ်နဲ့သာဆိုရင်ဒီစိတ်ကမိထလုံမှာတော့ပူရတယ်ကွဟေးယောဟေးယောပြောရေးဆိုရင်တကယ်ပူလာပြီကွမြစ်ပေါ်တဲ့ကထိုးလာတဲ့အတိုင်းပဲတကယ်ပူနေတာဟာငါတကယ်ခံနေတော့ဘူးသူပြောထားသလိုပဲငါတို့ကိုနေရာမှာကိုလမ်းညွှန်တော့မှာလားအခုတို့နေတာကိုဆရာတော်ဖျားကြီးသာတီလို့ကတော့တဝင်းနဲ့ထုခွာရမှာသိကြတယ်အေးမင်းတိတ်တိတ်နေစမ်းပါတော်ကြတရားရောက်ကြသွားပြီးတော့ လောက်ကလိုက်လာဦးမေသူလမ်းပြတဲ့အတိုင်လှိုင်းသွားရအောင်သူ့ကိုစင်မတူစေနဲ့တော်ကြပြီးစင်မတွေးခင်ဘိုးကြီးเจ้าရင်ညောက်သွားဦးမေသူတို့ပြောနေကြတာကိုလူသူစုကလည်းတနေရာကနေနားထောင်နေခဲ့ကြပါသည်ဖိုးလို့နဲ့အော်ပလာဒိုနီယာပုံမြန်လာတဲ့ဒီစေးကိုပယ်ဆောင်လျက်တော်နေကြီးတဲ့ကိုဝင်ရောက်လာခဲ့ပါသည်သူတို့လက်ထက်မှာရှိတဲ့အဆောင်လေးဟာဥပဒေပိုင်ဆိုင်တဲ့အမှဘိုးကုမာရာညီနောက်စီတို့လမ်းပြခေါ်ဆောင်လေးမယ်လို့တွေးနေကြတာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာ သူတို့မသိတာကတော့သူတို့ရဲ့နောက်ကွယ်မှာတတိစိတ်လိမ့်လံချောင်းပြောင်းနေတဲ့ကြွာသားတချို့လည်းလိုက်ပါလာခဲ့ပါ ರೀ ဖရိုနဲ့အော်ဘလာဒိုညောင်းနေရာမှန်လက်မှတ်ကိုရောက်လာခဲ့တာကြောင့်ပရိစိတ်လေးကလည်းပူရီးပူရီးပူလောက်လာခဲ့ပါ ರೀ အဲ့လိုနဲ့တိတ်မကြခင်မှာသူတို့နှစ်ဦးဟာတောနယ်ကြီးရဲ့အလဲစွပိတ်ထားတဲ့တဲအူအပြည့်ကြီးရှိကိုရောက်လာခဲ့ပါ ರೀ ဘဝချေတခုလို့ဟာလေထူဆန်းစွာတိတ်ဆိတ်အေးဆဲနေပြီးသူနေရာရှိ အချိန်နိုင်နားမှာရက်တနေသလားတော့ထေရပါဘူး။ဒါပေမဲ့သူရဲ့ချင်လန်တွေကိုရက်တန်သွားစီခဲတာကတော့တဲဝိုပြည်ကြီးကြောင့်မဟုတ်ပါဘူး။တဲဝိုပြည်ကြီးရဲ့ရှေ့လေကွက်လက်မှာတော့အပြူအဝင်စားတွေဝိတ်ဆက်ထားတဲ့လူကျောက်ဟာအင်္ဂွေကြီးတခုရဲ့လက်မှာထိုင်လျက်သာရှိနေခဲ့ပါသည်။ သူဟာမန်ဖရန်များကိုတူတူလေးရော့ဖဲနေခဲ့ပြီးသူရဲ့လက်နှစ်ဖက်ကိုလည်းအေးခွက်လဲမှချထားတဲ့အလက်စာတိတ်တာတလို့ပေါ်၌တင်ထားခဲ့ပါရဲ့ဟဲ့ယောမင်းမင်းငါမီလာကိုမြင်လားကွအေးမြင်းနေဒါမှမဟုတ်အဲ့ဒါဘာသူလဲကွပြီးတော့သူဘာလို့နေရလဲအဲ့ဒီတိတ်တာကဒီတိတ်တာများလားအေးခုမေဒါမှမဟုတ်အခုချိန်မှာဘာမှခံမမ်းမနေနဲ့ဦးအရင်ပိုးနေရအောင်သူငါတို့ကိုမမြင်သွားစီနဲ့ကျိုးချိန်မှာ ိုလိုနဲ့အော်ဘလာတို့ဟာတိပေကြီးတပေးရဲ့နောက်ကွယ်မှာပိုအောင်ရင်နဲ့အသက်ကိုတော့ဖြည်းဖြည်းလေးရှူနေခဲ့ကြပါသည်သူတို့ကြီးနေတဲ့ချိန်မှာပဲထိုလူရဲ့ပူဇော်ပါတာမှုအလည်းအကြမီသည့်ပြီးဆုံးသွားပူရပါသည်ပြောတဲ့အလိုဟာလည်းအပြိနဲ့တဲကိုကနေမိထတော့ပြီးချက်ချင်းပဲငိတ်တဲ့သွားခဲ့ပါသည်အခွက်လက်မှာရှိတဲ့တစ်သားတစ်တာလေးကလည်းတောခါလာခဲ့ပြီးအဖိုးလေးဟာခင်းင်းစာဖွင့်လာခဲ့ပါတော့သည်ထို့နောက်အထက်မှအနေရောက်မိခုံးဝေးများခက်ပေါ်လာပြီး ကလင်းငယ်မြောက်ရဲ့ပုဒ်တံကိုကြောင်းလဲသွားခဲ့တာပေါ့တို့ကြီးပူဇော်ပသမှုတွေပြုလုပ်နေတဲ့ထိုလူရဲ့ခန္ဓာကိုယ်ကလည်းယုတ်ရက်မြေပေါ်သို့ပုံလဲကျသွားခဲ့ပါပြီဘာလို့လဲဆိုတော့သူ့ရဲ့ဝိညာဉ်ကိုဒဇိုကျကနှုတ်ယူသွားခဲ့တာကြောက်ပါပြီးတော့အမဘူကုမာရာကြီးနောက်ရဲ့ဝိညာဉ်တွေကလည်းဒီထက်မှပြတ်သန်းနေကြပြီးသူတို့ရဲ့မျက်နှာတွေကနေပေါင်းများစွာချို့နှက်ခံထားရမှာတော့ထွက်လာတဲ့ပုံစံတွေလိုပျော်မြူးနေခဲ့ကြပါတယ်ထို့နောက် ပိုတိုနဲ့အော်ဂလာတို့နှစ်ယောက်လည်းထူမြင်ခွေးကိုကြည့်ရင်အော်ထဲလဲမှုတွေနဲ့စိတ်သိသိနေကြပါတော့ရီ။ဘာလို့လဲဆိုတော့အခုလိုဒန်ဒါယီလာ အစွမ်းတဲ့ဆက်တခုကအသက်ဝင်လာပြီးတော့လှူရှာနေလိမ့်မယ်လို့သူတို့ထင်မှတ်ခဲ့ကြပါဘူး။နောက်ဆိုတော့ငါတို့လွန်မြောက်ခဲ့ပြီးလွန်မြောက်ခြင်းရဲ့ရတာတကယ်ပျော်ဖို့ကောင်းတာပဲ။ဒါဆိုငါတို့ပျော်စရာတခုခုလိုချင်အောင်သူဆိုတာ အစွားတဲ့တဲ့ရာတကူဖြစ်တာနဲ့ညီဘလောက်တော့ကြောင်းမခွဲကောက်တဲ့ကြောက်လေသူတို့ကြာဘူးနာဝရှိခဲ့ဘူးပါ යි ။ဒါပေမဲ့အဲ့လာက ပိုပြီးတပုတ်သားသာဖြစ်ပြီးမန်နီကယ်ဟွန်ဖို့ဆိုတာကိုလေဘယ်သူမှတီမီပြုတ်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့အခုချိန်မှာတော့ထိုရာတွေဟာသူတို့ရဲ့ရှေးမှတ်ကိုရောက်နေကြပြီဖြစ်ပါ යි ။ကုမာရာညီနာတို့ရဲ့ကိုညီတွေဟာပျော်ရွှင်စွာကစားနေတဲ့အချိန်မှာဘသူမှထိမှန်မထားတဲ့ຢာတစ်ခုဖြစ်ပြဲသွားခဲ့ပါတယ် ဖိုးတို့ယူဆောက်လာတဲ့တစ်တားတစ်တာဟောင်းလေးဟာတုတ်ခါလိုက်ခဲ့ပြီးအထက်မှလက်ချောက်တဲ့ယူလေးကလည်းပူလာခဲ့ပါရီထို့နောက်တစ်တာဟာလည်းသူ့လိုလိုပွင့်လာပြီးလက်ချောက်တဲ့ယူလေးကလည်းဖင်းကြီးစွာထွက်လာကအမဘူကုမရာညီနာရီစီတို့ပြန်တန်းထွက်သွားခဲ့ကြပါရီဘာလို့လဲဆိုတော့ထိုယူလေးဟာသူရဲ့ပိုင်ရှင်စစ်မှန်ကိုသိနေခဲ့တာကြပါ လက်ချောက်ထည့်ယိုလေးဟာကုမာရာညီတော်ရဲ့ဝိညာဉ်နဲ့ပေါင်းစည်းသွားအောင်တဲ့ပြိုင်နဲ့အနေရောမိခိုးမွေ့တွေဟာလည်းပဝဲချစ်တစ်ခုလိုဖုံရန်သွားခဲ့ပါတော့ရီပြီးတော့ခရင်ငယ်တွေရဲ့ရေမောသားများထက်ပေါ်လာပြီးအနေရောမိခိုးမွေ့တွေဟာသူတို့နောက်ကိုတိတိစိတ်လိုက်ပါလာတဲ့ဘရသားပြရဲ့ခါတာကိုတဲ့ကိုဝင်ရောက်သွားပြီးတော့သူတို့ရဲ့ဝိညာဉ်တွေကိုဆွယူလိုက်ပါတော့ရီဝိညာဉ်ဆုခါလိုက်ရတဲ့ဘရသားတွေကလည်းအလိုမိပြေပေါ်သို့လဲကျသွားခဲ့တာပေါ့ဗျာသူမြင်ဘွဲကိုတွေ့လေရတဲ့ ဖိုတိုနဲ့အဘလာလေးရေပေခိုးပြီးတော့ဒိုးတွေချောက်လာခဲ့ကြပါပြီအတောင်းမှာတော့သူတို့လိုက်ရှာနေတာ အစွဲတဲ့ဆာတခုဟုတ်ပဲကျုပ်ဆရာကောက်တဲ့တခြားလောကဘူဘွားသားတွေဖြစ်နေကြလို့ပါတောက်ကိုတိရနဲ့ချက်ချင်းပဲသူနေရာမှာထွက်ပြေးဖို့ကြိုးပမ်းကြတာပေါ့ဟေးမတို့ကငါတို့ကိုခေါ်ထုတ်ပြီးမှတဲကိုပြေးကြဖို့လေဟင်ဟုတ်တယ်ငါတို့ကိုခေါ်ထုတ်လာကငါတို့ကိုပိုက်ဆက်ချေလို့မဟုတ်ဘူးလား မဟုတ်ဟုတ်ပါဘူးဗျာကျွတ်တို့ဘာကုန်းမှမသိပါဘူးသူ့ကုန်ပေးပါ ဟုတ်ဟုတ်ပါတယ်ဗျာကျွတ်တို့ကအခြေချားကလွဲ့ရည်ဘာမှမသိတဲ့ငပေါ်တွေပါဗျာဟုတ်တယ်နော်သူတို့ကိုမေးမြပြရနဲ့အမဘူကုမာရာညီတော်လေကြက်လောက်စွာနဲ့ရင်မောလိုက်ကြပါရီမေတို့ကငါတို့ကိုရှာတွေ့ခဲ့တဲ့သူတွေဆိုတော့ဒီချိုးနာမှုကိုလည်းချက်သေးပေးရမယ်ဒါဆိုင်ငါတို့ကမေတို့တက်ကိုချမ်းသာပေးမယ်ဖုတ်ပြီမေ ဘာမှမလို့ရတဲ့ခင်မှာပဲပတိလိုလေးဟာလင်းလင်းလာခဲ့ပါတဲ့အဲ့ဒါကသူတို့ ਨੇ ကုမာရာညီနောင်ကြားမှာရှိတဲ့ဆဲနွယ်မှုနဲ့ကုမာရာညီနောင်ရဲ့မူလစင်မျိုးကိုမြောင်လာစေခဲ့ပါတယ်အဲ့ဒါကတော့ထိုအစားကိုမတူကားမှပိုင်ဆိုင်လူချင်းစိတ်မရှိတော့လောက်အောင်ကြောက်မက်ဖွယ်ကောက်တဲ့ဈေးမြင့်ဖြစ်နေခဲ့ပါတယ်တကယ်တော့ဒီလိုပြကုမာရာညီနောင်တို့ဟာတကယ်တမ်းမှာတော့မမွေးဖွားလာနေခဲ့တဲ့တတိသားတွေဖြစ်ကြပါတယ် တို့ဟာမိခရဲ့ဝါမိတ်ထဲမှာကလေးကသူတို့ရဲ့မိကြီးကိုပြန်လည်ပြီးတော့စာသွုတ်ခဲ့ကြတဲ့အစားတသက်လောက်ပြီးဖြစ်ကြပါတယ်။အဲ့လိုဖြစ်လာရခြင်းမှာလေဥပဒေရဲ့ဖခင်ဖြစ်သူကဒီကိုစံတီမာရီအမဘူကုမာရာညီနာကိုရရှိဖို့အတွက်ပူဇော်ပသမှုတွေပြုလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒါကသူတို့ရဲ့မိကြီးကိုဝါမိတ်ထဲမှာကလေးကဒုက္ခပေးခဲ့ကြတဲ့အမဘူမြောက်ဖြစ်ပြီးအလွန်မေးစွတ်တဲ့က သူတို့ကိုလက်ဝဲပိုက်ဆဲတဲ့သူတွေကိုလည်းလူဝင်စင်တာကြီးခီစီပေးနေပါသည်။ဒါပေမဲ့ထိုယာရီနဲ့လက်လက်ရတဲ့ယာရီကတော့မပြောပြတဲလက်အောင်ကြောင်မဲ့ဖွဲ့ယာရီဖြစ်ပါသည်။နောက်ဆုံးမှာတော့အာလိုတီးကြတဲ့အတိုင်းထိုစာကိုပိုက်ဆိုင်ခဲ့တဲ့သူကတော့ဥပဒေဖြစ်တာပေါ့။ဥပဒေတည်ဆိုးသွားတဲ့အခါမှာတော့သူတို့ဟာသခင်မဲ့သွားပြီးသူတို့ရဲ့ခန္ဓာကိုယ်စေပဲကိုယူလာကြတဲ့ဖိုတိုတို့နဲ့လာတွေ့ကြတာဖြစ်ပါသည်။အဲ့ဒီစေပဲကိုကုမာရာညီတော်က ပြန်လည်လူယူသွားခဲ့ပြီးသူတွေဝိညာဉ်တစ်ခုကပေါ်စီဆင်းလွယ်သွားခဲ့ပါပြီအဲ့ဒါကိုဟိုတို့နဲ့အော်ဘလာတို့ကတော့မတိကြသေးပါဘူးဟာ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 ဘသူပဲလာရှာရှာဘသူပဲပိုင်ဆက်ချစ်ချစ်ဘရောမှမရစီရဘူးကွာဟ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 ာဒါကြေဝမ်းတာလေကတို့မလို့ချင်တဲ့အရာတွေကိုအတင်းလို့ဆရာမလို့တော့ဘူးအခုတော့သွားသားရဲ့ဝိညာဉ်ကိုအရှိအောင်ပွားစားအောင်ပါပဲ ငါလည်းလိုက်မယ်ဖိုးတို့ငါမျိုးကိုအတိမေးပြစေကိုကွာအေးဝေးချမ်းဘာဖြစ်လို့အဲ့ဒီကုမာလာတွေကငါတို့ဝိညာဉ်ကိုမစားပွားတာလဲကွာအေးငါလည်းအဲ့ဒါကိုချေပေါင်းများစွာတိုးတက်ထားတယ်ပြောစမ်းကွာတိတ်သူတို့ကငါတို့မှာပိတ်ဆံမရှိဆွေမျိုးကလည်းမရှိ စောက်တိုးကလည်းမကြအုံနောက်ကပါမကောင်းတာချက်ကလည်းမဖြစ်သေးရုပ်ကလည်းလေးတော့ဘေလူဝါယုံနဲ့သူမကပါမဖြစ်ချင်လို့ဆွပိတ်သွားတဲ့ကောင်းရီကိုသူတို့ကလည်းစားချေပါမလားကွာ ဟေးမိကလည်းငိုးစားကြီးနဲ့မပြောပါနဲ့လားကွာငါပါငိုးချင်လာပြီအေးအတိုင်းမဲ့လေမင်းတို့တော့ဟုတ်ပါလေကွာနှိမ့်ချက်သူတို့ကောင်ကကြီးညာလို့ဖြစ်မယ်ယူဆိုးရည်လည်းမစားဘူးယူချိုးရည်လည်းမစားပြဘူးရှည်ရည်မစားဘူးတူလုံးရည်လည်းမစားဘူးတွတ်တူလေးဆိုရည်လည်းမစားဘူးဟာတော်ပါတော့ကွာမင်းပြောတာလူတင်မကပဲအကိုရော်ပြီးပြောနေသလိုပဲဒါဆိုတုတ်ချက်ကရောအေးမိခုနေထိုင်တာမြန်မာနိုင်ငံလေး ငါတို့လည်းဒုက္ခများတာငါတို့ပဲရှိတာအေးငါတို့ကသူတို့စားလို့တိတ်သွားရေလေငါတို့တွေဘာမှထူချတာမှမဟုတ်တာကောင်းချင်တော့မှကောင်းဦးမယ်အေးဟုတ်သားပဲနော်ဒါပေမဲ့ကျန်တဲ့ရွာသားတွေကိုရောဘလို့လို့ကြမလဲကွာသူတို့ကိုဒုက္ခရောက်နေကြပြီငါကြံရပြီငါချန်တဲ့ကိုအမျက်ကြီးနေကြတယ်ကောင်မလေးတွေရှိတယ်ကွာသူတို့တွေကတယောက်ကိုခေါ်ပြီးတော့ဒီတောက်ကလေးသေးတွေကိုထိခဲ့ရမယ်ဟင်ဘလို့ထိခဲ့မှလဲကွာ အေးဒီလိုကွာသူတို့ကဗီယက်မီဆိုပေမဲ့ဘာမှနားမလည်သေးတဲ့ကလေးတွေကွာအဲ့တော့သူတို့ကိုလိမ်မာတဲ့နေလနဲ့ထိချိုးရမယ်မိကလေးတွေဆိုတာကငါတို့တို့ယောက်ျားကြီးမှကြီးတွေကိုတော့အကြီးပြောင်လို့နေတဲ့ဆိုရင်ရှိတယ်ကွာအဲ့တော့အဲ့ဒီတောက်ကလေးတဲ့တွေကိုလေမောင်ရဲ့မဆိုးရနဲ့ကွာလေလေမာမာနေနော်ဆိုးနေမမကမချစ်တော့ဘူးလို့ပြောလိုက်ရင်အဲ့ကလေးတွေညစ်သွားမှာပဲကွာဘာဖြစ်ရဟုတ်တယ်မလား ဖိုးလို့နဲ့အောက်ဘလတ်တို့နဲ့ကောက်ကမသိနားမလည်ပေ အမဘူကုမာရာရဲ့ညီနာကို ပေါစီနိုးထပွားစီခဲ့ပါ යි သူတို့ဟာတန်တာယီလာအစွိုက်တဲ့ဆာကိုရရှိရမယ်လို့ထင်မဲ့ထားခဲ့ကြတော့လေတကယ်တမ်းမှာတော့သိုးရတဲ့ကြောက်ပြချက်တစ်ခုကြောင့်ချုံနောက်ခံထားရတဲ့ဝိညာဉ်တွေဖြစ်နေခဲ့ကြပါ යි အဲ့ဒီကြောင့်မဲ့ဖွဲ အမဘူတကောက်ရဲ့ဝိညာဉ်ဟာနိုးထလာပြီးတော့လူရဲဝိညာဉ်ကိုလိတ်လန်စားသုံးနေခဲ့ပါပြီဒီဇလန်လေးကနေတေကန်းစာတစ်ခုရပ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ ရောဘာစိန်နဲ့မသိနားမလည်မှုတွေဟာကြီးမားတဲ့ဘေးအန္တရာယ်တွေကိုဖိတ်ခေါ်တတ်ပါတယ်။တချို့အရာတွေကဘလောက်ပဲဆွတ်တဲ့တဲ့ဘလောက်ပဲဖိုးတန်တယ်လို့ထင်ရသေးမိတ်လေ။အဲ့ဒါကိုမထေချောင်းနိုင်ဘူးဆိုရင်ပိုင်ဆိုင်ရဖို့လည်းမကြိုးစားတတ်ပါဘူး။ဒီတရားမှာကျွန်တော်လူကြီးမေတို့ကိုဥပမာလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။အဲ့ဒါကတော့အရန်လာတဲ့ကောင်မလေးတယောက်ကို ပိုက်ဆိုင်ချေတာမျိုးပဲဖြစ်ဖြစ်လူကြီးတဲ့ခါမျိုးပဲဖြစ်ဖြစ်ဒါဆိုရင်သူမနဲ့ထိုက်တန်တဲ့ຢာတခုကို အရာကိုသေးသေးကျူးစိတ်နေတဲ့တန်ကြီးတခုကို့မှာရှိရမှာပါ မိုးရင်တော့အရာကကိုကိုပျော်ရှင်သားရမှုတွေပေးမဲ့စာကုပင်တော့ကတွေဖီးယားတွေကိုပဲပေးလာမှာဖြစ်ပါဒါကြောင့်အပေါ်ယားတွေကိုချီချီဖြစ်လာတဲ့လိုချင်လောဘစိတ်တွေကိုထဲချိုးစစ်ချေတင်ပါတယ်ဗျာ